လေပါနေလိုက်လို့မိကိုပြန်အောင်ထွက်နေရဆိုရင်အင်ဂျင်ဝင်လိုက်နေတာဖြစ်ပါတယ်တကယ်လို့ဖြူရောင်လိုက်နေရဆိုရင်တော့ရေလိုင်းလိုက်နေတာဖြစ်ပါတယ်ခင်ဗျာတကယ်လို့မဲရောင်လိုက်တဲ့ဆိုရင်တော့အားလုံးပဲမိန်ကလာပါခင်ဗျာစကန်ကာတဇီဝတ်တော့မယ်ဆိုရင်ဂျင်းကားတွေကိုမဝယ်မိအောင်ခြေခံတင်းကြကြစစ်ဆေးရမယ်သိကိုသိထားရမယ်အချက်ရှစ်ချက်ကိုဒီဗီဒီယိုလေးကနေပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ပြပြမယ်ချက်ရှစ်ချက်ကိုပြီးထားမယ်ဆိုရင်ဂျင်းကားတွေကိုမဝယ်မိဒေရန်အတွက်100%ပါစင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်တို့ကာတတိဝယ်တော့မယ်ဆိုရင်နံပါတ်1အနေနဲ့ကတော့အင်ဂျင်ကောင်းမကောင်းအရင်စေးရမှာဖြစ်ပါတယ်ခင်ဗျာအင်ဂျင်ကောင်းမကောင်းရင်စေးမယ်ဆိုရင်ပထမတစ်ချက်အနေနဲ့ကားဆက်ကိုနှိုးရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီတော့ထက်ပါ ောက်ထည့်ပြီးတော့ကျွန်တော်တို့ဆက်နှုတ်ပါဟုတ်ပြီအခုလိုမျိုးဆက်နှုတ်သွားပြီဆိုရင်ကျွန်တော်တို့အင်ဂျင်သတ်မှတ်ပူချေရတဲ့အထိကျွန်တော်တို့ဆက်ရအောင်ပါနော်တကယ်လို့ဟိုကိုကကားပိုင်ရှင်ရှိနေတယ်ဆိုရင်ကားပိုင်ရှင်နဲ့ဟိုပြောဒီပြောရှောက်ပြောနေပါနော်ပြီးတော့ကားကိုပတ်ပြီးတော့လိုက်ကြည့်ကားအင်ဂျင်သတ်မှတ်ပူချေရတဲ့အထိကျွန်တော်တို့ဆောက်ပေးရမှာဖြစ်ပါတယ်သတ်မှတ်ပူချေကိုရောက်နေပြီလားမရောက်သေးဘူးလားဘယ်နှမှာကြည့်လဲဆိုတော့ ဟုတ်ပြီဒါကတော့ကားတိုင်ခွဲဖြစ်ပါတယ်ခင်ဗျာအင်ဂျင်ရဲ့သက်မဲ့ပူချေကိုဘယ်မှာကြည့်ရမလဲဆိုတော့ဒီမှာပါ C နဲ့ H ဖြစ်ပါတယ်ခင်ဗျာပုံမှန်ဆက်မနှိုးထားဘူးဆိုရင်အဲ့ဒီအက်တန်လေးကအောက်ကျနေရမှာဖြစ်ပါတယ်သက်မဲ့ပူချေမရောက်သေးဘူးဆိုရင်လည်းအဲ့ဒီအက်တန်လေးကဒီအောက်မှာရှိနေရမှာဖြစ်ပါတယ်တကယ်လို့သက်မဲ့ပူချေရောက်ပြီဆိုရင်ဒီလေကိုရောက်ရှိနေရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအက်တန်လေးကဒီလေကိုရောက်ရှိနေပြီဆိုရင်ဘောနပ်ဖို့ဖွင့်ပါဟုတ်ပြီဘောနပ်ဖို့ဖွင့်မယ် ဟုတ်ပြီကျွန်တော်တို့အင်ဂျင်သတ်မှတ်ပူချေရောက်ပြီဆိုရင်အင်ဂျင်ဝိုင်ကိတ်တန်ကိုကျွန်တော်တို့ဆွဲထုတ်ရမှာဖြစ်ပါတယ်အင်ဂျင်ဝိုင်ကိတ်တန်ကိုဆွဲထုတ်ပြီးတော့ငွေလေးလိုက်နေတာဒါမှမဟုတ်အင်ဂျင်ဝိုင်လေးမှုတ်နေလားမိကောဘာရောက်မှုတ်နေလဲကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကြည့်မယ်အဲ့လိုမျိုးဆွဲထုတ်ပြီးတော့မျက်စိနဲ့မမြင်ဘူးဆိုရင်ကျွန်တော်တို့ဖုံးမီမဟုတ်ရင်ဓာတ်မီနဲ့ဒီကဖုံးပြီးတော့ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဒီကားဆိုရင်အင်ဂျင်ငွေလော့တာဖြစ်ပါတယ်ခင်ဗျာ တကယ်လို့ငွေလေးပါလိုက်နေတယ်ဆိုရင်တို့ဆွဲဆိုးရတဲ့အဲဒီမှာငွေလေးတဟူထားနေရမှာဖြစ်ပါတယ်ငွေလေးတဟူထားနေတယ်ဆိုရင်အဖြူရောင်ငွေလေးလိုက်နေပြီဆိုရင်တော့အင်ဂျင်ကကြာနေပြီလို့ယူဆလို့ရတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီငွေရအများကြီးလိုက်တာလားနည်းကြီးလိုက်တာလားအဲ့ဒါကိုလည်းထပ်ပြီးတော့ကြည့်ရမှာတက်သေးရမှာဖြစ်ပါတယ်တကယ်လို့ငွေလည်းအများကြီးလိုက်နေတယ်အင်ဂျင်ဝင်လည်းတအားကြီးမှုတ်နေတယ်ငွေရလည်းဖြူရုံပြင့်နေပြီဆိုရင်တော့ အင်ဂျင်ကအဓိကအင်ဂျင်က50 50ဖြစ်နေပြီပေါ့နော်ကျွန်တော်တို့အင်ဂျင်ဖွဲ့ဖို့ရခိုင်တော့များနေဖြစ်ပါလေခင်ဗျာဒီထက်ပေးချခြင်းတော့ကျွန်တော်တို့အင်ဂျင် RPM 2000 2500ဒီနေပြီးတော့မီကိုပြောင်းနေပြီးတော့ကြည့်ရမှာဖြစ်ပါတယ်။ဘာយ៉ាងထွက်လဲဆိုတော့ပေါ့နော်။မီကိုဘာយ៉ាងထွက်လဲ။တကယ်လို့မီကိုဖြူရုံနဲ့ပြာရုံထွက်နေပြီဆိုရင်တော့သိကြတဲ့ဒီကားအင်ဂျင်ပေါ်ချမ်းဖွဲ့ရမှာဖြစ်ပါတယ်ခင်ဗျာ။ ုတ်ပြီကျွန်တော်တို့မိโกပြန်နေပြီးတော့ဗာမိโกရောင်ထွက်နေလဲသိချင်းတော့ကျွန်တော်တို့ဆက်ရနှိုးမယ်နှိုးပြီးတော့လေပါနေပါဒီမှာဒီမှာ2000 2500နေရမှာဖြစ်ပါတယ်ခင်ဗျာအဲအဲ့ဒီလိုမျိုးအဲ့ဒီလိုမျိုးနေပြီးလဲစစ်လို့ရတာဖြစ်ပါတယ်ခင်ဗျာတကယ်လို့အဲ့ဒီလိုမျိုးနေပြီးတော့စစ်လို့နောက်မှာမိโกပြာရောင်လေးဖြူရောင်လေးဒါမှမဟုတ်အင်ဂျင်မှာလဲအဲ့ဒီအင်ဂျင်ဝင်ဂိတ်တန်ရဲ့အဝမှာ ငွေလင်းပို့နေပြီဆိုရင်တော့အင်ဂျင်ကြနေတာသိချပြီလို့ပြောလို့ရတာဖြစ်ပါတယ်ခင်ဗျာโอเคနင်းကြည့်မယ်ဟဲ့ဟုတ်ပြီအဲနောက်တစ်ခါနင်းကြည့်မယ်โอเคရပြီဟိုးโอเคပါအခုချင်းဒီကားမှာကျွန်တော်တို့ငွေလွတ်တယ်လို့ပြောလို့ရတာဖြစ်ပါတယ်အင်ဂျင်ကတော့စစ်တယ်လို့ပြောလို့ရတာဖြစ်ပါတယ်ခင်ဗျာ ုတ်ပြီတစ်ဆက်တည်းမှာပဲအင်ဂျင်ကိုစိတ်ရင်းနဲ့ကျွန်တော်တို့အင်ဂျင်ရဲ့ COC စိတ်ရှိလားဖိုက်လေးဘယ်နဲ့မှပြက်နေလဲရေလေးစိတ်နေလားတခါတည်းကြည့်ရမှာဖြစ်ပါတယ်ဒီအင်ဂျင်ကခွဲထားဘူးလားကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကြည့်မယ်ဆိုရင်အင်ဂျင်မှာဆိုရင်အဲ၃ချမ်းရှိတာပေါ့နော်အပေါ်ချမ်းဆိုရင်တိုက်ပဲ့တိုက်ပဲ့ဖုံးအလဲရဆိုရင်ဟက်အော်ဆိုရင် block ဖြစ်ပါတယ်ခင်ဗျာ block ရဲ့အောက်မှာတော့ client case ရှိပါသေးတယ်ဒါဆိုရင် အဲ့ဒီကျွန်တော်ခုတည်းအခုပြောတဲ့ click ရဲ့ block ရဲ့ head ရဲ့ပြီးတော့ไคเกยแฮยบล็อกยပြီးတော့ type c ရဲ့အဲ့ဒီ3ခုရဲ့ဂျားတွေမှာကျွန်တော်တို့လိုက်ကြည့်ရမှာဖြစ်ပါတယ်ဒီဒီဒါအပေါ်ဆုံးကတော့ကျွန်တော်တို့ type c ပေါ့နော်ဒီ type c ရဲ့နေပြီးတော့ c လေးစိတ်နေလားအဲဒီမှာ type c ရဲ့ c ကိုစိတ်နေလားလိုက်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ ါကတော့ total body ဖြစ်ပါတယ် total body ရဲ့နေစိတ်နေလားပြီးတော့ဒီမှာ nozzle ပိုက်လေ nozzle ပိုက်နေ ပြီးတော့စိတ်နေလားပြီးတော့ engine engine block engine block ရဲ့အောက်မှာ clank ကအဲ့ဒါနေပြီးတော့စီလီပါလေးစိတ်နေလားဆက်နှိုးပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီပြီးတော့ဒီရေပိုက်လေကွဲအဲ့နေလားရေတန်ကီလေးစိတ်နေလားကွဲနေလားဒီကဖြစ်များတာတော့ဒီနားလေးကွဲအဲ့များတာဖြစ်ပါတယ်ခင်ဗျာ အဲဒီနားနေပြီးတော့ကွဲနေတာလားကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ဒီပိုက်လေးကောင်းလားမကောင်းဘူးလားကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ဘောသံလေးကိုနောက်ထပ်ရမှာဖြစ်ပါတယ်ခင်ဗျဘောသံလေးဆိုရင်ကျွန်တော်တို့ဒီမှာ compressor ဘောသံပြီးတော့ဒါ free ball ပြီးတော့ဟိုအောက်က dynamo dynamo ball လေးလဲနားခံရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီဒီသံလေးအကုန်လုံးကောင်းပြီဆိုရင်တော့အဲ engine ကကောင်းတယ်လို့ယူဆလို့ရတာဖြစ်ပါတယ်ခင်ဗျ labor နေလိုက်လို့ မိကိုပြန်ထွက်နေတယ်ဆိုရင်အင်ဂျင်ဝိုင်လိုက်နေတာဖြစ်ပါတယ်တကယ်လို့ဖြူယောင်လိုက်နေတယ်ဆိုရင်တော့ရေလိုင်းလိုက်နေတာဖြစ်ပါတယ်ခင်ဗျာတကယ်လို့မဲယောင်လိုက်တယ်ဆိုရင်တော့စီစားများနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီအင်ဂျင်စစ်တာကတော့ဒီလောက်စစ်တယ်ဆိုရင်လိုလောက်ပါပြီခင်ဗျာနံပါတ်2နေတဲ့ကတော့ဒိုင်ကားရဲ့ဒိုင်ခွက်ထဲမှာဗာမီးလေးလင်းနေလဲအဲလားရှိနေလဲဗာမီးလေးဖြောက်ထားလဲဆိုတော့ကိုစစ်ဆေးရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒိုင်ခွက်ထဲမှာမီးလေးစစ်မယ်ဆိုရင်တော့ထည့်လိုက်ပါ တစ်ချက်နှစ်ချက်နှစ်ချက်ဆိုရင်မီးတွေအကုန်လုံးလင်းရမှာဖြစ်ပါတယ်ဒီဇယ်ကားဆိုရင်ဒီမှာဟိုမှာ quantum ပုံစံလေးနဲ့အဝါရောင်လေးလင်းရမှာဖြစ်ပါတယ်ခင်ဗျတကယ်လို့ဒီမီးလေးမပါဘူးဆိုရင်တော့ဒီ quantum မီးလေးက glow plat ကိုပြောတာဖြစ်ပါတယ်ခင်ဗျာ classic ကားမှာဆိုရင် spark plat ပေါ့နော်အပူပေးတာဖြစ်ပါတယ်ဒီမီးလေးမလင်းဘူးမပေါ်လာဘူးဆိုရင်တော့ဆက်နှိုးရမှာကြာမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီပေါ်ဖွဲလိုက်လို့ဒီမီးလေး အင်ဂျင်ဝိုင်မီဘက်ထရီမီအင်ဂျင်ချက်မီဒီမီလေးလင်းရမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့အင်ဂျင်ဝိုင်ဒီဝါယောင်မီလေးမလင်းဘူးဆိုရင်တော့ဒီချက်မီကိုဖြတ်ထားတာဖြစ်ပါတယ်ဒါဆိုရင်အင်ဂျင်တစ်ခုခုဖြစ်ကြတော့အပူချိန်များတာတော့ short ကြတာတော့ဘာဖြစ်ကြတော့ဆိုရင်ဒီမီမလင်းဘူးဆိုရင်ကိုတွဲလဲအန်တယ်ရှိသလိုကားတွဲလဲအန်တယ်ရှိတာဖြစ်ပါတယ်ဗျာအန်တယ်ကြီးကြီးမားမားဖြစ်နေတာဖြစ်ပါတယ်ဒီမီမလင်းမဲနဲ့ကျွန်တော်တို့အင်ဂျင်ပူချေကို တအားများနေတာကိုသီးရသားနဲ့ဆက်ပြီးတော့မောင်းမယ်ဆိုရင်အင်ဂျင်တလုံးလုံးချိန်ရနိုင်တာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီဒီမီလေးဘလို့စစ်မလဲဆိုတော့တော့ဖွင့်လိုက်ရင်အကုန်လုံးလင်းရမှာဖြစ်ပါတယ်ပေါ်ဖွင့်ပြီးတော့ဆက်နှိုးမယ်ဆက်နှိုးလိုက်ရင်ခဏတော့မီးတွေအကုန်လုံးပျောက်သွားရမှာဖြစ်ပါတယ်ခင်ဗျတကယ်လို့မပျောက်သွားဘဲနဲ့လင်းနေမယ်ဆိုရင်တော့အဲ့တော့တခုခုရှိနေလို့ဖြစ်ပါတယ်ခင်ဗျခုံနေတဲ့မီးကတော့ကပတ်မီးဖြစ်ပါတယ်ကပတ်မီးလည်းပက်လိုက်ရင်ပျောက်သွားမှာဖြစ်ပါတယ် ဒီတကားပေါက်မီးရတော့တကားဖွဲ့လို့လင်းနေတာဖြစ်ပါတယ်တကယ်လို့ပိတ်လိုက်ရင်ဒီမီးလေးကပြုတ်သွားမှာဖြစ်ပါတယ်ခင်ဗျဒီဝိုင်းဝိုင်းလေးကတော့ဟမ်ပလိတ်မီးဖြစ်ပါတယ်ဟမ်ပလိတ်မီးကိုချလိုက်ရင်ဟမ်ပလိတ်မီးကပြုတ်သွားမှာဖြစ်ပါတယ်တကယ်လို့ဟမ်ပလိတ်မီးချလိုက်လို့မပြုတ်ဘဲနဲ့လင်းနေတယ်ဆိုရင်တော့ player session player တင်းမှာတစ်ခုခုဖြစ်နေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဘယ်ခွဲတာမှာမီးစစ်တာတော့ဒီလောက်နဲ့လို့လောက်ပါပြီခင်ဗျာ နံပါတ်3စစ်ဆေးရမယ့်ချက်ကတော့ body ကောင်းမကောင်းစစ်ဆေးရမှာဖြစ်ပါတယ်ခင်ဗျ body ကောင်းကောင်းမကောင်းဘလို့စစ်ဆေးမလဲဆိုတော့ကိုယ်ဝယ်မဲ့ကားကိုကြည့်လိုက်ပါကိုယ်ဝယ်မဲ့ကားရဲ့တစည်းစာကွာနေပြီးတော့ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်တစည်းစာကွာနေပြီးတော့ပက်ပြီးတော့ကြည့်ပေါ့နော်အဲတစည်းလုံးဆေးသားကညီတူညီမျှဖြစ်နေရမှာဖြစ်ပါတယ်တကယ်လို့ဒီကားမဲရမယ်ဆိုရင်အကုန်လုံးရင်ကတူနေရမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ဖြူဆိုရင်လည်း အဖြူတိမ်းပဲယုံကတူနေရမှာဖြစ်ပါတယ်တကယ်လို့မသေးချဘူးကိုကဝေးရနေဆက်ပေးကွာနေကြည်လဲသိပြီးတော့မသေးချဘူးမသိကဘူးဆိုရင်ကျွန်တော်တို့ကောက်ကိုလက်ညှိုးမို့ရင်လက်ခံတယ်နဲ့ကျွန်တော်တို့ကောက်ကိုခောက်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျခောက်တဲ့ချိန်မှာလဲဒီတကားကိုကိုကခောက်မယ်ဆိုရင်ဒီတကားတန်တစ်ခုလုံးကအဲတက်တန်လဲထွက်ရမှာဖြစ်ပါတယ်တက်တန်လဲထွက်ရမှာဖြစ်ပါတယ် အဲ့လိုမျိုးလက်ခောက်ကြည့်ပါဟုတ်ပြီဒီသံခောက်ပြီးတော့ကျွန်တော်တို့ဒီသံခောက်မယ်ဒီတကားပေါက်ခောက်မယ်ဆိုရင်လည်းဒီဒီတကားပေါက်သံအကုန်လုံးသံတညီတည်းထွက်ရမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့မထွက်ဘဲနဲ့ဒီနာတသံထွက်နေတယ်ဒီပေါ်ကတသံထွက်နေတယ်ဆိုရင်ပေးချတယ်အဲ့ဒီအဲ့ဒီတကားပေါက်မှာတော့ကျွန်တော်တို့ပြန်ပြီးတော့လှုပ်ထားတာဖြစ်ပါတယ်ခင်ဗျာအဲ့လိုယူထားလို့ရတာဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့ အဲဒီနောက်ကကာမီခွဲရဲ့ဒီတောက်လေးပေါ့နော်ဒီတောက်လေးမှာတိုက်ခိုက်ထားတဲ့ဟာတွေရှိလားဟိုဘက်ဒီဘက်ကျွန်တော်တို့နိုင်ရှင်ရမ်းမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့တကားကိုဖွင့်ပါအဲနောက်တကားကိုဖွင့်ပြီးတော့ကြည့်ပါဒီဘက်နဲ့ဟိုဘက်နဲ့သေချာကြည့်ပါဆေးရံတွေပြောင်းထားလားဆေးတွေပြန်မုန်းထားလားဘယ်နှမှာပိန်နေလဲဒီဘက်နဲ့ဟိုဘက်နဲ့ကတူနေရမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့မတူဘဲနဲ့ ဒီဘက်ကတစ်ခါခုလွှဲနေတယ်ဆိုရင်ဒီဘက်ကထိထားတာဖြစ်ပါတယ်ပြီးတော့ original သေးသားဆိုရင်ကျွန်တော်တို့ဒီနားမှာရှိတဲ့သေးသားနဲ့ဟိုရှေ့မှာရှိတဲ့သေးသားသေးသားကတူနေရမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ဒီဟိုဘက်ကနေပြီးတော့သေးသားပြန်နေတယ်ဆိုရင်ဟိုဘက်ကထိထားတာဖြစ်ပါတယ်ဒါပေမဲ့ကားဟိုကတော့ကား second car တည်းဝယ်တော့မှဆိုရင်တော့လုံးဝမထိဘူးထို့တဲ့ကားကတော့မရှိပါဘူးနည်းနည်းပါးပါးတော့ထိတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့က ဒီကထိထားတာများတာလားနဲတာလားဆိုတော့ပဲရွေးပြီးတော့ဝယ်ယူရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီပြီးတော့နောက်မှလည်းကြည့်ပြီဆိုရင်ကျွန်တော်တို့အရှိမှလည်းကြည့်ရမှာဖြစ်ပါတယ်အရှိချမ်းမှာရှေ့ခေါင်းမှာစိတ်မဲ့ဆိုရင်ဒီမှာဒီလိုမျိုးဘန်ပါစစ်ထားတဲ့နေရာလေးကိုကျွန်တော်တို့စိတ်ရမှာဖြစ်ပါတယ်ဟိုဘက်နဲ့ဒီဘက်နဲ့ညီလူညီမရှိလားဒီကရွက်နေလားပဲ့နေလားဆေးပြန်လိုက်ထားလားကျွန်တော်တို့လက်ကလေးမှာရောအနဲ့လေး original နဲ့ဟုတ်ရဲ့လားဟိုဘက်နဲ့ဒီဘက်နဲ့နှိုင်းရှင်ကြည့်ရမှာဖြစ်ပါတယ် တကယ်လို့မတူဘူးဆိုရင်တော့သိချတယ်နဲနံများထိထားတာဖြစ်ပါလားခင်ဗျာဟုတ်ပြီကာယဘော်ဒီကိုဒီလောက်စစ်စစ်မဲ့ဆိုရင်တော့လူလောက်ပြီဖြစ်ပါတယ်ခင်ဗျာနံပါတ်၄စစ်စစ်ရမယ့်ချက်ကတော့ကားမှာပါတဲ့မှန်တွေကွဲအဲ့နေလားဓာတ်လီမှာကွဲအဲ့နေလားစစ်စစ်ရမှာဖြစ်ပါတယ်ခင်ဗျာကိုဝယ်မဲ့ကားမှန်ဘယ်နဲ့ချက်ပါလဲ၄ချက်ရှိရင်၄ချက်စလုံးလက်ကြည့်ရမှာဖြစ်ပါတယ်တကယ်လို့၅ချက်၆ချက်၇ချက်စသည်ဖြစ်ပါတော့ မှန်ပါတယ်လို့အကုန်လုံးလက်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျလက်ကြည့်တဲ့အချိန်မှာအဓိကသိရမှာကျွန်တော်တို့မှန်ရဲ့ဒုတ်လေးမှာသိရမှာဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးဒုတ်လေးမှာလက်ကြည့်ပါပြီးတော့ပေါ်ကဒုတ်လေးမှာပြီးတော့ဟိုဘက်ဒုတ်ပြီးတော့ဒီဘက်ဒုတ်အကုန်လုံးလက်ကြည့်ရမှာဖြစ်ပါတယ်အဓိကဖြစ်များတာကတော့ကျွန်တော်တို့ဒီဒုတ်လေးမှာဖြစ်များတာဖြစ်ပါတယ်ခင်ဗျာအော်လိုဂျင်နယ်ဆိုရင်ကျွန်တော်တို့ Toyota ဆိုရင် Toyota ဒစိတ်ပါပြီးတော့ဝိုင်းလေးထဲမှာ Toyota ဆိုပြီးတော့ရေးရတာဖြစ်ပါတယ် ဒါဆိုရင် original မှန်မယ်လဲသေးဘောနော်အဲ့လိုပြောလို့ရတာဖြစ်ပါတယ်ခင်ဗျာမှန်လိုက်ကြည့်ပါဒါပေါ်အရှိအမှန်ပြီးတော့ဒီဘေးအမှန်လေးဘယ်နှမကွဲနေလဲလိုက်ကြည့်ပါဒီမှာကြည့်ပါပြီးတော့ဝင်ကမ်းမှာကြည့်ပါအာဝင်ကမ်းမှာဟိုနှာမှန်လေးမှာကွဲနေလားအကုန်လုံးပဲ့ပြီးတော့လိုက်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကောင်းမှန်စစ်တာတော့ဒါလို့ဆိုရင်လိုလောက်ပါပြီခင်ဗျာတကယ်လို့ ိုကြည့်လိုက်လို့ရှေ့မှကွင်းရယ်ဆိုရင်ဒီဒီထိုင်းမှာဆိုရင်တော့ကျွန်တော်တို့၄500 5000လောက်တော့ခံမှန်းချင်းရှိတာပေါ့နော်ဒီနားမှန်လေးကတော့ဒီဘေးမှန်လေးကတော့1000ကျော်လောက်2000ကျော်လောက်ရှိတာပေါ့နော်အဲ့လိုမျိုးပေါ့ဟိုကစိတ်လိုက်လို့ပြဿနာတွေးပြီဆိုရင်ကားရဲ့ပိုင်ရှင်ကားရဲ့အုံနာကို short တောင်းသိရင် short တောင်းရမှာဖြစ်ပါတယ်ဒါကြလို့ရှော့မပေးဘူးဆိုရင်တော့မိတ်ဆွေတို့ထဲပေါ့နော်ကိုပြဿနာကိုဟုတ်ပြီကားမှဖေးဖေးတာတော့ဒီလောက်နဲ့လိုလောက်ပြီဖြစ်ပါတယ်ခင်ဗျာနံပါတ်9အနေနဲ့ဆေးဆေးရမယ့်ချက်ကတော့ ရိုးစေကောင်းမကောင်းဆက်ဆက်ရမှာဖြစ်ပါတယ်ရိုးစေကောင်းမကောင်းဆက်မှာဆိုရင်ဘောနာဖုံးဖွဲ့ပါဖွဲ့ပြီးတော့ရှော့ဘာထိုင်လေးကိုဟိုဘက်ဒီဘက်ကြည့်ရမှာဖြစ်ပါတယ်နံပါတ်၁ပေါ့နော်နံပါတ်၂ကတော့ရှေ့တန်းကိုပညာကြည့်ရမှာဖြစ်ပါတယ်နံပါတ်၃ကတော့ဒီကာကာဘင်ရဲ့ကာဘာကာဘင်ရဲ့မကောက်ပေါ့နော်အပေါ်ချမ်းကွဲအဲ့နေလားယွက်နေလားပက်နေလားဘယ်နှမှာပိနေလဲဟိုဘက်ဒီဘက်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ ဒီအော်ရဒန်းကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီပြီးတော့နောက်နောက်ကဘိန်းမဂုတ်ဟိုဘက်ဒီဘက်ပြီးတော့တစ်ဆက်တည်းမှာပဲဒီရိုးဆေးလေးပါတခါတည်းကြည့်ရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဒီနောက်တကားဖွင့်ပြီးတော့ကျွန်တော်တို့ကပါကိုမတင်ပြီးတော့ဘယ်နှမှာတိုက်ခိုက်ထားလဲရှိလားရိုးဆေးလေးဆိုးနေလားကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဘောနဲ့ဖုန်းဖွင့်မယ် ဟုတ်ပြီဒီမှာ shop ထိုင်လေးဘယ်ညာတဲရမှာဖြစ်ပါတယ်ဘယ်နှမှာရွက်နေလဲပက်နေလဲကွဲအပ်နေလားကြည့်ရမှာဖြစ်ပါတယ်ခင်ဗျဘယ်ရောညာရောကျွန်တော်တို့ ကြည့်ရမှာဖြစ်ပါတယ်ဒီဘက်မှာလဲဟိုဘက်မှာသေးသားအတိုင်းဒီဘက်မှာလဲရှိရမှာဖြစ်ပါတယ်ခင်ဗျပြီးတော့ဒီတန်းပြီးတော့ဒီတန်းဟိုဘက်ဒီဘက် ညီနေရမှာဖြစ်ပါတယ်ဒီမှာမူလီလေးပါတာဖြစ်ပါတယ်ခင်ဗျာဒီဘက်မူလီနဲ့ဒီဘက်ပါတဲ့မူလီနဲ့ညီနေရမှာဖြစ်ပါတယ်ဒီတန်းလေးပိန်နေလားရွက်နေလားကျုပ်ပဲ့နေလားအတန်ကြီးတွေတအားလိုက်နေလားကြည်ရမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒီဘင်းရဲ့ကာပါပေါ့နော်တချို့ကားတွေမှာတော့ဒီလိုမျိုးကာပါမပါဘူးဒါဆိုရင်ဒီလိုမျိုးကာပါတက်ထားရဆိုရင်ကျွန်တော်တို့ဒီကားအဲပဲ့နေလားရွက်နေလားမသိဘူးဆိုရင်ကျွန်တော်တို့ပေါ်နေပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကာပါတက်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ကြည့်လို့မတွေ့ဘူး ီလိုမျိုးမတွေ့ဘူးဆိုရင်အပေါ်နေပြီးတော့ကြည့်ပါအာဒီဘောနေပြီးတော့ကွဲနေလားပဲ့နေလားကျွန်တော်တို့သေချာကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ကွဲနေတယ်အများကြီးကွဲနေတယ်ဆိုရင်တော့ဒီကောက်ကိုလုံးဝလုံးဝမဝယ်ပါနဲ့အာပြီးတော့ပြီးတော့ဒီနောက်ဘင်းရဲ့ကဘာအဲဒီနေရာတွေမှာကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ဒီရိုးစဲလေးပြញ្ញက်ဆက်လှုပ်ထလာသေးချာကြည့်ရမှာဖြစ်ပါတယ်ဟိုဘက်ဒီဘက်ညီရလား နေချာလေးကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့နောက်တကောက်အဖွဲပါအဲဖွဲပြီးတော့ဒီကဘာကိုကော်ပြားကိုလှန်ပြီးတော့ကျွန်တော်တို့ဒက်မီနဲ့ထောင်ကြည့်ရမှာဖြစ်ပါတယ်ဘယ်နားမှာပြင်နေလဲရွက်နေလဲတန်ကြီးတွေတအားလိုက်နေလားအဲ့ဒါလိုကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီယူစေကောင်းမကောင်းကြည့်တာတော့ဒီလောက်နဲ့ဒီလောက်ဆိုလို့လောက်ပါပြီခင်ဗျာ နံပါတ်6စိတ်ဆေးရမချက်ကတော့ body ကြမ်းခင်းဆွေးမဆွေးစိတ်ဆေးရမဖြစ်ပါတယ် body ကြမ်းခင်းဆွေးမဆွေးစိတ်ဆွေးမဆွေးရင်ကိုယ်ဝင်မဲ့ကောင်းမှာတကားဘယ်နဲ့ဘယ်နဲ့ဘက်ပါလဲလေးဘက်ပါရင်လေးဘက်သလုံးလိုက်ဖွဲ့ပါဟိုဘက်ဒီဘက်ဖွဲ့ပါဖွဲ့ပြီးတော့ဒီမှာကြမ်းခင်းကြမ်းခင်းဆိုရင်ကျွန်တော်တို့ဒီကောင်ခွာရမှာဖြစ်ပါတယ်ဒီကောင်ခွာထုတ်ပြီးတော့အဲဒီဒီသားကိုကျွန်တော်တို့လှန်ကြည့်ရမှာဖြစ်ပါတယ်လှန်ကြည့်လိုက်လို့ဆွေးနေလားပောက်နေလားပဲ့နေလားပေချာကြည့်ပါ ိုဘက်ဒီဘက်ကြည့်ပါရေလေဝင်နေလားတကယ်လို့ရေလေဝင်နေတယ်ဆိုရင်တော့သိချတယ်ကဟော်ဒီချန်ခင်ကဆွေးမှဖြစ်ပါတယ်ခင်ဗျာဒါကတော့အရှိချမ်းကိုဆက်ချဖြစ်ပါတယ်ဟုတ်ပြီနောက်ချမ်းကိုဆိတ်မှဆိုရင်လည်းဒီတိုင်းပါဒီတိုင်းပါပဲကျွန်တော်တို့ဒီမှာဆိုရင်နောက်နောက်တကောက်ကိုဖွဲ့ပါအမ်ဖွဲ့ပြီးတော့ဒီမှာကာပါပါလာဖြစ်ပါတယ်အဲ့ဒီကာပါကိုကျွန်တော်တို့လှန်တင်ပါလှန်နေပြီးတော့ဒက်မီနဲ့ဟိုးထဲထီရောက် တက်မီနဲ့ထုံးကြည့်ရမှဖြစ်ပါတယ်တကယ်လို့တန်ကြီးတွေတအားလိုက်နေတယ်ဆိုးနေတယ်ဆိုရင်တော့မိတ်ဆွေစိတ်တိုင်းကြရင်တော့ယူပေါ့နော်တကယ်လို့စိတ်တိုင်းမကြဘူးအဲကားရဲ့အုံနာမှာ short တောင်းလို့ရတယ်ဆိုရင်တော့ short တောင်းလို့ရတယ်ဆိုရင်တော့မိတ်ဆွေယူလို့ရတာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ short တောင်းလို့မရဘူးဆိုရင်တော့ကိုယ့်ကိုယ်ပြင်ပေါ့နော်ဟုတ်ပြီကား body ဆွေးမဆွေးကြံကင်းဆွေးမဆွေးဖိတ်တာတော့ဒီလို့ဆို လိုလောက်ပါပြီခင်ဗျာနံပါတ်9 စစ်စရမဲ့ချက်ကတော့အောက်ပိုင်းကောင်းမကောင်းဂီယာချိန်မှန်မှန်စစ်စရမှာဖြစ်ပါတယ်ဒီချက်ကိုစစ်စစ်မယ်ဆိုရင်တော့ကျွန်တော်တို့ကားကိုမုန်းကြည့်ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီကိုကဂီယာကားဝယ်မယ်ဆိုရင်ဂီယာဘယ်နှချက်ရှိလဲဥပမာဂီယာ6ချက်ရှိရင်6ချက်စလုံးအကုန်လုံးလိုက်ထုတ်ကြည့်ရမှာဖြစ်ပါတယ်6ချက်ရှိရင်6ချက်စလုံးအော်ရောအကုန်လုံးပေါ့နော်လိုက်ထုတ်ကြည့်ရမှာဖြစ်ပါတယ်ဂီယာဝင်ထွက်လေကောင်းရဲ့လား မှန်ရဲ့လားကလက်လှုပ်လိုက်ရင်လောကောတအားဆောက်လားကလက်နင်းလိုက်ရင်လောပန်းတအားမီလားအဲ့ဒါလို့ဆေးရမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့အော်တိုကောက်ဝယ်တယ်ဆိုရင်လည်းဒီတိုင်းပါပဲပီရနေပြီးတော့ဂီယာတွေပါတယ်ပါတယ်ပီတွေပါမယ်အာပါမယ်အင်ပါမယ်ဒီပါမယ် 2L S ချုပ်ကားလေးမှာတော့အဲဂီယာနံပါတ်ပေါင်းလက္ခဏာနှုတ်လက္ခဏာပါသေးတာဖြစ်ပါတယ်ရှိသမျှဂီယာလေးကိုအကုန်လုံးလိုက်ထိုးကြည့်ရမှာဖြစ်ပါတယ်အင်ဂျင်ပေါ်က ကြီးတဲ့ကားဆိုရင်ကျွန်တော်တို့ကီလို80 80လောက်အထိမုံပြီးတော့မုံဆန်းကြီးရမှာဖြစ်ပါတယ်ဒါမှ gear လေးကအကုန်လုံး gear အပြည့်လွတ်လွတ်မှာဖြစ်ပါတယ် gear ကားဆိုရင်လည်းဒီထိမှာပဲ80 80လောက်မုံကြီးပါအဲ gear chain ပြောင်းမှန်ရဲ့လားအဲဒါကတော့ gear ပိုင်းဆက်တဲ့နေ့ဖြစ်ပါတယ်ပြီးတော့အောက်ပိုင်းကောင်းမကောင်းဆက်မယ်ဆိုရင်လမ်းမကောင်းတဲ့နေရာကိုရွေးပြီးတော့မုံဆန်းပါလမ်းကောင်းတဲ့နေရာမှာမုံဆန်းမယ်ဆိုရင်အောက်မှာဖြစ်နေတဲ့ ပြဿနာလေးကိုကိုနားနေတော့ကြားနိုင်မှာမဟုတ်ပါဘူးလမ်းမကောင်းတဲ့နေရာကိုရွေးပြီးတော့ဆင်းကြီးကြီးပါရိုက်လေဆင်းကြီးကြီးပါတကယ်လို့ရိုက်ရဆင်းလိုက်လို့ပန်ထွက်လာတယ်ဆိုရင် short ပါ မဟုတ်ရင် ball joint မဟုတ်ရင် leg တိုင်းလော့ဖြစ်နေတာ ဖြစ်ပါတယ်ခင်ဗျာတကယ်လို့ကိုယ်လိုက်လို့ပန်ထွက်လာတယ်ဆိုရင်ဆီရန်ကန်ဒါမှမဟုတ်ရင် ball joint ဖြစ်နေတာပြီးတော့တိုင်းလော့ ဖြစ်နေတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီလိုမျိုးပေါ့နော်ကိုကစမ်းကြည့်မှဖြစ်ပါတယ်မောင်းစမ်းကြည့်ပါရှစ်တုံနှုတ်ဆိုအလုပ်ကြည့်ပါဘယ်လိုဖြစ်နေလဲဆိုတော့ပေါ့နော်ပြီးတော့ကျွန်တော်တို့ကီလို60 90လောက်မောင်းပြီးတော့ blade ကိုနင်းကြည့်ကြည့်ပါ blade ရောသေချာမိရဲ့လားအဲအဲ့ဒီလိုမျိုးပေါ့နော်အဲ့ဒီလိုမျိုးစစ်စစ်မှဖြစ်ပါတယ်ပုံပြီးကျွန်တော်တို့အောက်ပိုင်းကောင်းမကောင်းကီယာချိန်မှန်မှန်ဒီလောက်စဉ်းရင်တော့ လိုလောက်ပြီးဖြစ်ပါတယ်ခင်ဗျာကဲနောက်ဆုံးစစ်ဆေးရမယ့်အချက်ကတော့စာအုပ်ထဲမှာပါတဲ့နံပါတ်တွေနဲ့ကောင်းမှာပါတဲ့နံပါတ်တွေမှန်မှန်မှန်ရင်မှန်မှန်မှန်စစ်ဆေးရမှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့ကားစာအုပ်မှာစိတ်မယ်ဆိုရင်ကားစာအုပ်ကပြရန်ဖြစ်ရမှာဖြစ်ပါတယ်ပြီးတော့ကိုယ်ဝယ်မဲ့ကားနံပါတ်ကကားစာအုပ်ရဲ့ဖုန်းမှာရှိတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီတစ်ဆက်တည်းမှာပဲကားစာအုပ်ကိုစိတ်တဲ့ချိန်မှာကားစာအုပ်ကိုစိတ်တဲ့ချိန်မှာ ပိုင်ရှင်ကဘယ်နှယောက်ရှိပြီလဲ ဒီကားရံရံကဘာရံလဲဖြူရံလဲမဲရံလားကားအင်ဂျင်ပေါ်ကဘယ်လောက်ရှိတယ်ပြီးတော့မော်ဒယ်ကဘယ်လောက်လဲပြီးတော့အင်ဂျင်နံပါတ်ရောဘယ်နှမရေးထားလဲဖိန်နံပါတ်ရောဘယ်နှမရေးထားလဲဖတ်စီရောတော်ထားလားအင်ဂျင်လေး gate တက်ထားလားတခါတည်းစစ်ဆေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒါကားစာအုပ်ဖြစ်ပါတယ်ခင်ဗျခလမ်းမယ် owner ဘယ်နှယောက်ရှိလဲစစ်ဆေးမယ်ဆိုရင်ဒါပထမတစ်ချက်နှစ်ချက်သုံးချက်လေးချက် ငါးချက်အဲငါးချက်မှဆိုရင်ဒီမှာဆိုရင်ဘာမှမရေးထားဘူးဒီမှာဆိုရင်ရေးထားတယ်ဒါဆိုရင်ဒီစာအုပ်ကကားပိုင်ရှင်ငါးယောက်ပိုင်ထားပြီးဖြစ်ပါတယ်ခင်ဗျဒီမှာဆိုရင်ဘာမှမရှိတော့ဘူးတကယ်လို့နောက်ထပ်တစ်ထပ်နောက်ထပ်တစ်ယောက်ထည့်မယ်ဆိုရင်ဒီမှာရေးရမှာဖြစ်ပါတယ်ဟုတ်ပြီပြီးတော့ကားပိုင်ရှင်ဘယ်နှယောက်ရှိလဲကြည့်ပြီဆိုတော့ကိုကဘာယောင်လဲဘာမျိုးစားလဲကြည့်မယ်ဆိုရင်ဒီမှာပါကိုကဘာမျိုးစားလဲဒီမှာဆိုတော့ Toyota Toyota မျိုးစားဖြစ်ပါတယ်ခင်ဗျရောင်းရောဘာယောင်လဲဒီကား สีดำไม่ยอมพิบาร์เลยพบีด่าใส่เครียดดีเอ็นจินนับแบอืมทีเอ็นจิน เอ็นจินนับแบเอ็นจินนับแบอ่ะเป็นน้ำมายี่ท่าเลยเอ็นจีเอ๋เบบีมายี่ท่าพิบาร์เลยใส่เครียดใส่ใส่ใส่ตัวเบบีมาเครียดเอ็นจีเอ๋เบบีมา ดี เอ็นจินนับแบอยี่ท่าพิบาร์เลยออพบีดีเพลนนับแบเพลนนับแบเป็นน้ำมายี่ท่าเลยดี่มาหลังขวา ก็เพย์ยาวแบบ ညာဘက်မှာရေးထားတာဖြစ်ပါတယ်ကားဖရဲ့ညာဘက်မှာရေးထားတာဖြစ်ပါတယ်ဟုတ်ပြီ model ရဲ့ဘယ်လောက်ရှိလဲအဲဒီမှာ model model ရဲ့ model 7ဖြစ်ပါတယ်ခင်ဗျာ engine power ရောဘယ်လောက်ရှိတယ်ဒီမှာ engine power လေးလုံးထုံး engine power 2500ဖြစ်ပါတယ်ခင်ဗျာဒါကတော့ engine မျိုးစားလေး plain number လေး model လေးကားရဲ့ရောင်လေးကားမျိုးစားလေးပုံပိုင်းမှာရေးထားဖြစ်ပါတယ်ဒီအောက်ဝက်ချမ်းမှာကတော့ကားပိုင်ရှင်ရဲ့နှုံမြီနဲ့ကားပိုင်ရှင်ရဲ့နံပါတ်လေးမွေးစက်ကလေးတွေနှုံမြီတွေ နံပါတ်တွေနေရာတွေကိုရေးထားတာဖြစ်ပါတယ်ခင်ဗျဘယ်နေ့ကထက်ထားလဲဆိုတာကိုရေးတာဖြစ်ပါတယ်ဟုတ်ပြီအဆက်တည်းမှာပဲလှန်ပါဆုံးထိလှန်ပါအဲနောက်ဆုံးချက်မှာကတော့လိုင်ကန်ကြက်ရိုင်အဲကားစာအုပ်ပြောင်းထားတာတို့နောက်မဲ့ပြောင်းထားတာတို့အင်ဂျင်ပြောင်းထားတာတို့ဆိုရင်ဒီစာမျက်နှာလေးမှာရေးတာဖြစ်ပါတယ်ခင်ဗျဒါကတော့ဖာစီဖာစီတော်ထားတဲ့ဟာလေး ဘယ်နဲ့လာဘယ်နဲ့ဘယ်နဲ့ခုနှစ်နေဘယ်နဲ့ခုနှစ်တော်ထားလဲရေးတာဖြစ်ပါတယ်ဒီမှာပါဖာစီဒီမှာ68နေ69တော်ထားတာဖြစ်ပါတယ်ဟုတ်ပြီကာစာအုပ်စေးပြီးပြီဆိုတော့ဒီစာအုပ်ထဲမှာပါတဲ့နံပါတ်တွေနဲ့ကောင်းမှာပါတဲ့နံပါတ်တွေတူလားစေးမှာဖြစ်ပါတယ်ဟုတ်ပြီလှမ်းပါအဲလှမ်းပြီးတော့ကျွန်တော်တို့အရင်ဦးဆုံးက engine နံပါတ်ကိုရင်စေးမှာဖြစ်ပါတယ်ဒီ model နဲ့ပြီးတော့ဒီ engine 2kg 2kg တူလားကျွန်တော်တို့ကြည့်မှာဖြစ်ပါတယ်ပြီးတော့ engine power တူလား ြည့်မှဖြစ်ပါတယ် okay let's go ဟုတ်ပြီကျွန်တော်တို့ engine ရဲ့ဒီမှာဆိုရင် engine ရဲ့ဘယ်ဘက်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီ engine ရဲ့ဘယ်ဘက်မှာဒီပြားမှာကြည့်ရမှာဖြစ်ပါတယ်ခင်ဗျဒီပြားမှာအကုန်လုံးရေးထားတာဖြစ်ပါတယ် engine နံပါတ်တွေရောပြီးတော့ color တွေရောပြီးတော့ engine power တွေရောပြီးတော့ထုတ်လုပ်တဲ့ခုနှင်းတွေရောဒီထဲမှာရှိတဲ့နံပါတ်တွေနဲ့ဒီမှာရှိတဲ့နံပါတ်တွေ တူတူဖြစ်ရမှာဖြစ်ပါတဲ့ခဏတကယ်လို့တစ်ခုခုလွဲနေတဲ့နံပါတ်လေးလွဲနေတဲ့ဆိုရင်ဒီကပြုပြင်လဲလဲထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီပြီးတော့ plain နံပါတ်ကိုကြည့်မှာဖြစ်ပါတယ် plain နံပါတ်ကတော့ကားနောင်ရဲ့ကားနောင်ရဲ့ညဘက်မှာဖြစ်ပါတယ်ဟုတ်ပြီသွားကြည့်မှာဖြစ်ပါတယ်ခင်ဗျာရှိကုတ်ဒါဝမ်ဟုတ်ပြီဒီမှာ plain နံပါတ်ကတော့ MR0GR32G6 0 9 8 3 9 9 8 5 ဲ့ဒီနံပါတ်တိုင်းတူလားဒီမှာ ကြည့်ရမှာဖြစ်ပါတယ်ဒီမှာ plane number ပါอืมဒီနံပါတ်တိုင်းဒီစာအုပ်ထဲမှာရှိတဲ့နံပါတ်တိုင်းဒီ plane မှာရှိတဲ့နံပါတ်ဟာတူကိုတူနေရမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့နံပါတ်တလုံးလုံးလွဲနေပြီဆိုရင်ဖြတ်ညက်ဆက်လုထားတဲ့ကားဖြစ်ဖြစ်ပါတယ်ဒါဆိုရင်ဒီကားကိုလုံးဝလုံးဝမဝယ်ပါနဲ့ခင်ဗျာဒါလို့ဆိုရင်ยิ่งมามามาเสร็จๆดาโลละวีဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပြီ DPO လေးကနေပြီးတော့တကယ်လို့မရှင်းနမတမ်းမရှင်းရင်လည်း comment box မှာဝင်ရောက်ရေးခိုင်းမိတ်ခက်ပေးလို့ရပါတယ်ခင်ဗျာ bye bye